အားလုံးမင်္ဂလာပါရှင်17လပိုင်းမှာသာသာပရိသတ်မိများရဲ့ကံကြမ္မာများကိုတလဆာအသေးစိတ်ကလေးဟောပြောပေးမှာဖြစ်ပါတယ်သာသာပရိသတ်မိများဒီဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေရဆိုရင်အစားဆုံးလေးကြည့်ပေးဖို့မမေ့ပါနဲ့ဒီ17လပိုင်းမှာသာသာပရိသတ်မိများရဲ့အကောင်းဆုံးရက်ကိုပြောပါဆိုရင်3ရက်8ရက်16ရက်18ရက်26ရက်အဲ့ဒီရက်ဒီမှာကိုယ့်ရဲ့ရည်ကြီးတဲ့ကိစ္စတွေဆောင်ရွက် ပြောဆိုမယ်လောက်ကင်မယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုရဲ့ ရရှိတတ်ပါတယ်ဒီလိုရက်မျိုးမှာကိုကရွေးချယ်ပြီးတော့ပြုလုပ်ဖို့လိုအပ်ပါဒီ7လပိုင်းဒီလမှာအကောင်းဆုံးရက်ဒီ16ရက်ဖြစ်ပါတယ်16ရက်မှာကိုယ့်ရဲ့လုပ်ငန်းတွေစတင်တာငွေရေးကြေးကိစ္စတွေစီမံခန့်ခွဲတာမျိုးတွေအစတင်မှာအကောင့်ထည့်ဖို့ပါ သာသာပရိသသမီးများဒီ17လပိုင်းမှာဆိုလို့ရှိရင်တော့စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်တော့ကရောက်စရာတွေဆုံးရှုံးစရာတွေပျက်စီးဆုံးရှုံးတတ်ပါတယ်အဲ့တော့စိုက်ပျိုးရေးလုပ်ငန်းလေးနဲ့ပတ်သက်ပြီးတော့ဒီ17လပိုင်းမှာရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်အထူးဂရုစိုက်ရမှာဖြစ်ပါတယ်သာသာပရိသသမီးများအိုးအိမ်နေရာထိုင်ခင်းကိစ္စတွေနဲ့ပတ်သက်ပြီးအပြောင်းလဲကြီးကြီးမားမားတွေပြောင်းလဲသွားတတ်ပါတယ် ီစက်တလပိုင်းမှာသူတို့ရဲ့ကံတရားဒီမထင်မဲ့လောက်အောင်လူတကာအံ့ဩလောက်အောင် ပြောင်းလဲသွားတဲ့အပြောင်းလဲကြီးဖြစ်ပါတယ်။ဒါကြောင့်ကြာသာပြီးသားသမီးများနေဆိုလို့ရှိရင်ဒီစက်တလပိုင်းမှာ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။မိမိတို့အနေနဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးကြီးစောင့်ရွက်ရတာများတဲ့ကာလတခုဖြစ်ပါတယ်။လူမျိုးသားကူညီမှစတတ်ပါတယ်။ကိုယ့်အိမ်မှာ ညာညက်နေအမျိုးသမီးဧည့်သည်ရောက်လာတတ်ပါလေရောက်လာရင်လက်မခံတတ်ဘူးတော့လိုအပ်ပါလေအမှုဖြစ်သွားတတ်ပါလေကိုကိုတိုင်းအမှုဖြစ်တာယုံရောက်တာရောက်ွက်ယုံရောက်သွားတာပေါ့ဒါမျိုးလေးတွေလည်းဖြစ်တတ်ပါလေအထူးကယူဆိုင်ပြီးနေရမှာဖြစ်ပါလေဒီကာလာလေးမှာကိုအိမ်မှာတဲခုံနေထိုင်ပြီးရောမှနော်ကိုရဲ့အမှုရှိတဲ့အရာလေးတွေယူသွားတာအလိန်ခံလဲရတာဖြစ်တတ်ပါလေ ငွေကြေးကိစ္စတွေမှာဝင်လာမဆဲတဲတဲတဲဖြစ်နေတတ်ပါတယ်။ငွေအလုံးလိုက်ရင်းလိုက်ထုတ်လိုက်ထည့်လိုက်နဲ့ကိုဝင်မဲ့ကိန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကြာတာပြီးတာသမီများ ကိုယ်အိမ်မှာရှိတယ်ဆိုရင်ကတ်ထားလိုက်ပါ။ဒီလတွေမှာကြာတာပြီးတာသမီများ လုပ်ငန်းတိုးတာ၊ယာတူးတိုးတာမျိုးတွေအများအပြားကျုံရတတ်ပါတယ်။နုပညာရှင်သမားတွေကြာတာပြီးတာသမီဆိုရင်တော့ အောင်မြင်တတ်ပါတယ်အောင်မြင်မှုတွေရရှိတတ်ပါတယ်နာမည်ကုန်တဲ့င်းတွေပို့ပို့ပြီးတော့ကြီးပွားတတ်ပါတယ်ကြီးသွားတတ်ပါတယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီလာကတော့ကြာတာပြီးသားသမီးရဲ့ကောင်းတဲ့လာတလာလို့ပြောလို့ရပါတယ်မိမိတို့အနေနဲ့ခုတော့ရှိပါတယ်မိမိရဲ့အလုပ်အကိုင်းမှာမိမိရဲ့လုပ်ငန်းမှာအကြီးကြီးရဲ့ထင်လွဲခြင်းတွေကြုံရတတ်ပါတယ်ထင်လွဲခြင်းတွေခံရတတ်ပါတယ် ီကာလလေးမှာတော့စက်တလပိုင်းမှာတော့ကိုယ့်ရဲ့အပြောဆိုတွေအောင်းမင်းမယ်ကိုယ့်ရဲ့ဩဇာတွေထက်မြက်လာမယ်ကိုယ့်ရဲ့နာမည်လေးတွေလူပိုသိလာမယ်ပေါ့နော်အဲ့တော့ဒီကာလလေးမှာကြာသာပြီးသားသမီးများဒေါရထွက်လွယ်တာမျိုးစိတ်တူတာမျိုးတွေကိုယ့်ရဲ့ပါဇက်ကဆဲဆိုတာမျိုးတွေမလုံးမီဘူးတော့လိုအပ်ပါတယ်တတ်နိုင်သလောက်မိမိရဲ့ နှုတ်ကို ကောင်းမွန်တဲ့စကားလေးတွေထိမ့်သိမ့်မှုလိုအပ်ပါတယ်နောက်တစ်ခုကကြတော့ဒီကာလမှာကိုယ့်ရဲ့မျက်နှာအမွှေးနှံ့တာတစ်ခုခုလေးဒီလိုမျိုးလေးတုပ်လိမ့်မိရာမျိုးတွေလုပ်ပြီးပါဒီကာလမှာသာသာပြီးသားများရဲ့တီရီကျက်တီရီမင်္ဂလာရှိတဲ့နေရာဒီမျက်နှာမှာဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့မျက်နှာမှာဒဏ်ရာရတာမျိုးထိခိုက်တာမျိုးတွေမပြုမပြုမိအောင်မဖြစ်ရအောင်ကိုကိုယ်တိုင်းစောင့်ရှောက်ရမှာဖြစ်ပါတယ် ီကာလမှာကိုကိုနှကောင်းနှမျက်တရားကုညီမစားဖို့အတွက်ကကိုကိုတိုင်းကလည်းမေတ္တာဘာဝနာတွေပွားများဖို့လိုအပ်ပါတယ်။အ ਨੇ ဆုံးမေတ္တာသုံးကောက်တော့ရှုပေးရမှာဖြစ်ပါတယ်။မနဲ့မိုးလေးနာနဲ့မေတ္တာသုတ်လေးယူမယ်။ကို့အိမ်ကနေထွက်မယ်။ကို့ရဲ့အလုပ်ကိစ္စတွေကိုယုံကြည်မှုရှိစွာနဲ့ဒီနေ့ငါရဲ့အလုပ်တွေကအောင်မြင်ပြီးကို့စိတ်ထဲမှာဒီလိုတတ်မှတ်ပြီးတော့မှကို့အိမ်ကနေထွက်မယ်ဆိုရင်လည်း အဲ့ဒီနေ့တနေ့သာဒီအောင်မြင်မှုကိုရရှိမှာကိုမြင်တွေ့ရမှာဖြစ်ပါတယ် ဒါကြောင့်ကြာသာပြီးသားမယားဒီ17လပိုင်းမှာအရာရာကောင်းမွန်တဲ့တန်တရားပေါ်မှာတည်ရှိနေပါတယ်။အချီရေးမှာလည်းကောင်းနေ၊အိမ်ောင်ရေးမှာလည်းကောင်းနေပါတယ်။မိသားစုရေးနဲ့ပတ်သက်ပြီးတော့ကိုကဒီလာဒီမှာပို့ပြီးတော့ကူညီပေးရတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်။ပို့ပြီးတော့လည်းအကူအညီပေးရတတ်ပါတယ်။အဲ့တော့ကို့အိမ်မှာဖခင်ပုံတော်တို့နော်၊ချင်းသူလေးပုံတော်တို့နော်၊ဆရာတော်ကြီးတွေ၊တကူးကြီးတွေပုံတော်ကြီးတွေဝင်လာတတ်ပါတယ်။ ဝင်လာရင်လည်းအရန်ကောင်းပါတယ်။ဒါကြောင့်ကြာသာပြီးသားသမီးများအနေနဲ့ကမိမိတို့ရဲ့ကိုညီမသားမဲ့တူတွေတဖြည်းဖြည်းနဲ့ပေါ်လာတတ်တယ်၊မိတ်ဆွေကောင်းတွေတွေ့ရတတ်တယ်။ဒါပေမဲ့ကိုမှရွှင်ထားတဲ့ရွှေရတော့ပြန်ထွက်သွားတာ၊ပြက်စီးပြီးတော့မှထွက်သွားတာမျိုးတွေရွှေပြက်သွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ရုပ်တရက်တော့ကျမ်းမာရေးတော့ညံ့တယ်။ဒါပေမဲ့စိုးရင်စရာတော့မရှိဘူး။နော်ဒါပေမဲ့ခရီးထွက်မဲ့ကိစ္စမျိုးတွေရှိတယ်ဆိုရင်လည်း ခကြီးကိုဖြစ်ဖြစ်မြောက်မြောက်အောင်မြင်မြင်နဲ့တွားရတတ်ပါတယ်ဒါကြောင့်ဒီကာလာလေးမှာသာသာပြီးသာသမီများမိမိတို့အနေနဲ့တနင်္ဂနွေတောင်မှာဇေဒီတစုစုမှာမိသက်စီပူဇော်ပေးပါဗုဒ္ဓဘူးနေ့တိုင်းရှောက်တီးတုပ်ကိုမနေ့ပိုင်းလေးမှာဖရာကိုဆွမ်းတော်ကပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အုံလို့နဲ့ချက်တဲ့ဘေသာဟင်းကိုဖုံးကြောင်ဆွမ်းကြိုက်လေး ပို့ပေးပါဗုဒ္ဓဘူးနေမှာပဲပြုလုပ်ပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အញ្ញံနေကြေသွားမှာဖြစ်ပါတယ်ဒီဒီကာလမှာဇာတာဝိသားသမီးများထိပေါက်ကိန်းလည်းရှိပါတယ်ထိထိုးမယ်ဆိုလို့ရှိရင်ခုနှစ်အစ6အစုံ6စခုနှစ်အစုံခုန်6ကနန်းနေပါတဲ့ကနန်းနေများများထိုးဖို့လိုအပ်ပါတယ် အဓိကပြောချင်တာကြာသာပြီးသားသမီးများနိုင်ငံခြားခရီးတွေခရီးနဲ့ပတ်သက်တာတွေဆက်တလာပိုင်းမှာအောင်မြင်ပါတယ်။မှမျော်လင့်မဲနဲ့လည်းခရီးဝေးတွေသွားရတတ်ပါတယ်။အဲ့တော့မိတ်ဆွေကောင်းနေနဲ့ပြန်တွေ့မယ်။ချစ်သူခင်သူပေါ်များတဲ့ကာလတခုဖြစ်ပါတယ်။ဒါကြောင့်ကြာသာပြီးသားသမီးများအင်တာဗျူးဖြေဆိုတာဆောင်းဝဲ ပညာရက်နဲ့ပတ်သက်တာမျိုးတွေလည်းအောင်မြင်တတ်ပါတယ်။ဒါပေမဲ့တခုရှိတယ်။ကြာသာပရိသာသမီများဒီမိမိတို့အနေနဲ့ဘာလေးပဲလုပ်လို့ရှေ့ရက်ကိုမျက်နှာမူပြီးတော့ဆူတောင်းပြီးတော့ဒါသွားအောင်မြင်ပါတယ်။အဓိကပြောချင်တာတနင်္ဂနွေတောင်းเนาะအရှိမြောက်တောင်းရက်ကိုတော့ ခေါင်းပေးအိမ်မီတာခီးထွက်မီတာမျိုးတွေမပြုလုပ်ပါနဲ့အဓိကကကြာသာပြီးသားသမီးအစိမ်းရောင်ကိုရှောင်ဝါမှာဖြစ်ပါတယ်အကျိုးပေးတဲ့ရောင်ဝါဒီကာလမှာအနက်ရောင်လေးကိုအနက်ရောင်ပိစလေးပဲဖြစ်ဖြစ်အနက်ရောင်တစ်ခုခု